ကယ်လိုပါမင်္ဂလာပါနော်မင်္ဂလာပါအီရန်ကူရဲ့ကဒီ USA ကာတာမှာရှိတဲ့ USA နိုင်ငံ USA ရဲ့ဒီစစ်ကန်ကိုအာအဆုံးတက်ဖို့လာမသိဖြစ်သွားပါပြီနော်တိုက်ဖို့ဖြစ်သွားပြီဆိုတော့အခုဒေါ်နယ်ထရန့်ကပြောတယ်မင်းတို့ကျွန်တော်တို့ရဲ့စကန်တွေကိုတစ်ခုခုကိုဆက်လက်ပြီးမှပဲ အာတိုက်ဖို့လုပ်မယ်ဆိုရင်တော့သူကဒေါ်နယ်ထရန့်ကအဲ့ထက်မကကြီးတဲ့အာလက်နက်ကိုအသုံးပြုပြီးမှတိုက်ခတ်သွားမယ်လို့ပြောတာဖြစ်ပါတယ်ဆိုတော့ဟိုတခါကတော့တည်နှမကြားနေရတာကတော့အင်ဂျာကတပ်ပြတတ်ခိုင်းခြင်းမရှိဘဲနဲ့အေးစေငြိမ်တော့ဖို့နေတိုင်းမျိုးမှာ ဖြစ်သွားပြီပြီးတော့ဟိုနေ့ကပြောမနေ့ကပြောတာဒေါနာထရန့်ကအီရန်နဲ့အီရာကသူ့ကိုစကားပြောဖို့ညှိနှိုင်းဖို့အတွက်လှုပ်တာလေလို့လှုပ်လာတယ်လို့ပြောပါတယ်ဗီဒီယိုတစ်ခုမှာဒါမဲ့တကယ်ဟုတ်လားမဟုတ်လားဆိုတာကတော့ကိုယ်လည်းသိမသိချောင်းဒါမဲ့ဒီဒရင်မီဒီယာတစ်ခုမှာတက်လာတာကဒရင်မီဒီယာမေးတဲ့လူတယောက်ကရီပေါ်တာတယောက်ကမေးတဲ့ချင်းမမေးလဲဆိုရင်โอเคဒါဆိုရင်ဒီအီရန်ကအာ ဟိုဘောထရန့်ကိုခမန်းကိုတဲ့အီရန်ကနေဆွေးနွေးတာမျိုးရှိသလားလို့မေးချင်မှာဟုတ်တယ်ရှိတယ်တဲ့သူတို့ကစကားပြောချင်တယ်တဲ့ပြီးတော့ဒီဟာကိုသူကရက်60ဒီရက်ကပေါ့နော်ဒီဆောက်ချာရက်အတွင်းမှာသူတို့အချင်းပြီးထားတဲ့အချိန်မှာညှိနှိုင်းဖို့လိုတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမညှိနှိုင်းဘဲနဲ့တရက်ကြော်သွားတဲ့ကြောင့်သူကလှုပ်လိုက်ရချင်းဖြစ်ပါတယ်တဲ့ဒါပေမဲ့ခုကသူတို့က negotiate လုပ်ဖို့ပြောလာတယ်လို့ပြောတာဖြစ်တယ် ဆိုတော့ဒီနေ့ကဒီလွန်ခဲ့တဲ့တနာရီ17နှစ်ပတ်ဝန်းကျင်လောက်မှာအီရန်က USA နိုင်ငံရဲ့စစ်ကမ်းဖြစ်တဲ့เนาะစစ်ချထားတဲ့ဒီကာတာနိုင်ငံမှာရှိတဲ့အဲ့ဒီနေရာကိုပေါ့เนาะကာတာနိုင်ငံမှာရှိတဲ့စစ်ကမ်းကိုအီရန်ကတိုက်ခတ်ဖို့ တိုက်ဖို့အတွက်ပေါ့နော်အာလေတက်စကားပေါ့ပြောမစင်ပေါ့အဲ့ဟာကိုတိုက်ဖို့အတွက်လှုပ်လာတယ်လို့ပြောတာဖြစ်ပါတယ်ဒါပေမဲ့ဒီဟာကိုဘလို့လာမလဲကိုကဆက်လက်ပြီးမှကျွန်တော်ထင်တာကတော့ဒီကြားထဲမှာဘယ်သူကသူ့ကိုမြောက်ပေးတယ်လဲတော့မသိဘူးတရုတ်ရယ်ရုရှားရယ်မဟုတ်ဘဲနဲ့အာမွတ်စလင်နိုင်ငံဖြစ်တဲ့ တချို့နိုင်ငံတွေကသူနဲ့သူပူပေါင်းပြီးမှပေါ်ဝင်ဖို့လုပ်လာသလားတော့မသိပါဘူးเนาะဒီစစ်ပွဲကတော့ပို့ပြီးမှစစ်ဝင်စားစရာဖြစ်သွားပါပြီဆိုတော့ကာတာနိုင်ငံကိုကာတာနိုင်ငံမှာရှိတဲ့လီတက်စကန်ကိုတိုက်လာတဲ့ဆိုရင်တော့ဒေါ်နယ်ထရပ်ပြောထားတဲ့အတိုင်းအဲ့ချက်မှာကကြီးတဲ့လက်နက်နဲ့ပြန်လည်တိုက်ခတ်မယ်လို့ပြောထားတာဟာဖြစ်လာမလားမဖြစ်လာဘူးလားဆိုတော့ ိုလည်းမပြောတတ်ပါဘူးเนาะကျွန်တော်စဉ်းစားကြည့်တာကတော့ဒီဘိုးတော်ကကျွန်တော်ထင်တာကတော့ဒီအခုဒီစစ်စီရဲကတက်ခဲရေးကတော့တရုတ်ရဲ့ရုရှားတွေရဲ့တချို့နိုင်ငံတွေရဲ့တွက်ပါတို့ကအာချက်ပြအချက်ပြပြီးမှတိုက်ရင်တဲ့ပုံစံနဲ့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်တကယ်တကယ်ဆိုရင်တော့တို့ကဒီလိုစစ်ပွဲကိုလောရမလို့ချင်တဲ့လူတယောက်ဖြစ်တယ် သူမဲဆွေလဲစစ်ပွဲကိုငင်းချမ်းဖို့အတွက်ပဲသူကဆက်လက်ဦးတည်တာဖြစ်တယ်ဒါပေမဲ့ဒီကြားထဲမှာဘာဖြစ်လာတယ်ဆိုအီရန်ကအီရန်ရဲ့နျူကလ িয়ার လက်နက်ကတကယ်တော့ပိုက်ဆက်ခုရှိသွားမယ်ဆိုရင်အဲ့ဒီအလေပိုင်းမှာအရှိလိုက်ပဲမှာရှိတဲ့နိုင်ငံတော်တော်များများတွေသူပေါ်ဝကြီးမှာရှိတဲ့နိုင်ငံတော်တော်များများတွေအားလုံးကဒုက္ခရောက်နေတယ်ပြီးတော့အစ္စရေးနိုင်ငံရဲ့ပြီးတော့ဒီ USA နိုင်ငံရဲ့အတွက်ပါအန်ဒီရရှိလာနိုင်မဲ့နေဒါမျိုးမှာဖြစ်တော့ကြောင် တို့ကတားရခြင်းဖြစ်ပါတယ်ဆိုတော့နျူကလ ినె ရှိရခြင်းအကြောင်းကဘာကြောင့်နျူကလ ినె ရှိရခြင်းအကြောင်းဖြစ်တယ်လဲဘာဖြစ်လို့ရှိရတယ်လဲဆိုတာကတော့ကျွန်တော်တီးဖို့တော့လုံမဲ့တဲ့အာအမရုရှားတို့မှာရှိတယ်ရုရှားကလည်းအလလောက်ဒီဟွာတူအတွက်သူ့အတွက်သူ့နိုင်ငံအတွက်ဘက်ကကိုဘိုးဘဖြစ်ပါတယ်တခြားနိုင်ငံကိုပြောင်းကင့်မယ်တို့လုံမယ်ဆိုတာတော့သိမရှိပါဘူးဒါမဲ့ဒီအီရန်ကတော့ ဘိုင်ဆန်ခွေရောက်သွားပြီဆိုတော့ ਨੇ အစ်စထရင်းနိုင်ငံကိုကပတ်မြေပေါ်ကပြောင်းအောင်သူလုပ်မယ်ပြီးတော့ US နိုင်ငံကိုလည်းသူပြင်းမှချပြင်းမှတတ်ခတ်သွားမယ်လို့ခဏခဏပြောနေတာတော်တော်ကြားပါပြီပြောနေတော့ကြောင့် US နိုင်ငံကမင်းကထိုးနေတာဒေါ်နာထရန့်ပြောတာကဘာလဲဆိုရင်အာသူအဲ့လိုပြောနေတာကြားပြီပေါ့ဒါကြောင့်မလို့သူရဲ့ပြောဆိုတဲ့စကားအတိုင်းပဲသူသူ့ကို ပရက်စီဒန့်တော်များများပေါ့တမန်တော်များများသူ့ကိုအာအုပ်ချုပ်တဲ့အချိန်မှာပြောခဲ့တာလေရှေ့ဒါမဲ့ဒီဒီခါတော့မတိခိုင်တဲ့အနေထားမျိုးမှာရှိတော့ကြောင်းမလို့တိုက်ရချင်းဖြစ်တယ်လို့ပြောပါတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဟိုတခါပြောတယ်လို့ပဲဒီထက်မကစပွဲတွေများလာဖို့အချိန်မျိုးပဲရှိမှကျင်တယ်လို့ကျွန်တော်ထင်တယ်ဒီနေ့ ကျွန်တော်ကတော့ဟိုတနေ့ကပြန်လည်ညှိနှိုက်ဖို့အတွက်လှုပ်လာတယ်လို့တင်းကြားတဲ့ချိန်မှာရမ်းပျော်နေတာဖြစ်တယ်။အရမ်းပျော်နေတာဖြစ်တယ်။ဒါပေမဲ့ဒီနေ့ကတော့ဒီကာတာနိုင်ငံမှာရှိတဲ့ USA လေးချောင်းနဲ့ပတ်သက်တဲ့စခန်းကိုပြစ်မှတ်ထားပြစ်မှတ်တက်ခတ်ဖို့စပြုနေတဲ့ဖြစ်ပါတယ်။ဆိုတော့ USA နိုင်ငံရဲ့ဒီအရာကို ဆက်လက်ပြီးမှစောက်ကြည့်ဖို့ပဲလို့မလားမဟုတ်ပဲနဲ့ဒေါ်နယ်ထရပ်ပြောထားတဲ့အတိုင်းအဲ့ထက်မကကြီးတဲ့လက်နက်နဲ့တက်ခတ်မလားဆိုတာကိုတော့ကျွန်တော်တို့ဒီတရက်နေ့ရက်တွင်မှစကြည့်အောင်မှာဖြစ်ပါတယ်ဆိုတော့တချို့သူနဲ့အပါဝင်ဖြစ်ခြင်းနဲ့မွတ်စလင်နိုင်ငံတချို့ပေါ့နော်ကလည်းပူပေါင်းပြီးမှတိုက်လာမလားဆိုတော့ကိုလည်းကျွန်တော်တို့စဉ်းစားဖို့လိုပါလိမ့်မယ် ဆိုတော့ကျွန်တော်ထင်တယ်ကတော့ကျွန်တော်ရဲ့ဟိုတခါကျွန်တော်ပြောထားတဲ့အတိုင်းပဲအစ္စရေးနိုင်ငံက US နိုင်ငံမှာရှိတဲ့တနိုင်ငံမှာမရှိတဲ့အေးနိုင်ငံမှာရှိတဲ့ဘုံကိုအစ္စရေးနိုင်ငံကတောင်းနေတယ်ဒါပေမဲ့တောင်းလိုက်တာမပေးမဲ့တခါလက်သူပါပါပြီးမှတိုက်ခလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီတခါကလည်းတခုကောင်းတာကပါလဲဆိုတော့ခုလောလောဆယ်ကတော့ဒီ အခုလောစရဘာဖြစ်တယ်လဲဆိုရင် UN နဲ့ပတ်သက်ပြီးမှဘယ် UN မို့ဒီဒီဒီရဲ့ Iran နဲ့ပတ်သက်ပြီးမှဘာဖြစ်လဲဆိုရင် Israel ကလေကြောင်းနဲ့ပတ်သက်တဲ့လေကြောင်းနဲ့လာတဲ့အချိန်မှာတက်ခတ်လာတဲ့ system အလုပ်ကိုဒီ Israel က Israel ကတော့ဖြစ်စီတော်တော်များများဖြစ်စီထားပါဖြစ်တယ်ဖြစ်စီထားဖြစ်တယ်အဲကြောင့်ဖြစ်စီထားတော့ကြောင့်ဒီ B2 spray ဆိုတဲ့ဒီဘုံကျဲတဲ့လေကလွတ်လပ်စွာ Iran နိုင်ငံမှာတွားပြီးမှအာ ဘုံကျင်းနိုင်ခွေကိုရသွားတာဖြစ်ပါတယ်။ဘုံကျင်းနိုင်တဲ့ခွေကိုရသွားတာဖြစ်ပါတယ်။လူလေးပေါ့ဖြစ်နိုင်တာဖြစ်တယ်။ဆိုတော့ခုဆက်လက်ပြီးမှအစ္စရေးနိုင်ငံကအီရန်ကိုတိုက်ခိုက်နေတဲ့အချိန်မှာဘေးပတ်ဝန်းကျင်မှာရှိတဲ့သူ့နိုင်ငံကိုသူ့နိုင်ငံတွေကသူအီရန်ထောက်ပတ်ထားတဲ့အာဒီဟူဒီတို့နော်တချို့ဟာမတ်စ်တို့မနော်သူထောက်ပတ်ထားတဲ့အကြမ်းဖက်အဖွဲ့တွေကိုလည်း ဇေလူပြင်းမအောင်မင်းအောက်လက်တိုက်မင်းပေါ်လက်တိုက်လှုပ်ပြင်းမအီရန်ကိုခြေမိုးတဲ့နေရာမှာနည်းနည်းလေးရှုပ်ဆော့နည်းနည်းတော့ဆော့ပြီးမှဒီသူတို့ပေါ့ချင်မှရှိတဲ့ဟာကိုမြတ်မြတ်အာရုံစိုက်လာမလားဆိုတော့မပြောတတ်သေးပါဘူးဒါမဲ့တကယ်တကယ်ဒီလိုမျိုးတာဖြစ်လာမယ်ဆိုကျွန်တော်ထင်တယ် ဆက်လက်ပြီးတိုက်ခတ်မှုတွေဖြစ်လာမယ်ဆိုတော့ကျွန်တော်ထင်တာငါတော့ဒီအကြက်ဖက်အဖွဲ့မှာရှိတဲ့အဖွဲ့တွေမှာရှိတဲ့နေရာတွေမှာရှိတဲ့လူတွေကိုတော့ဒေါ်နထွက်ကတော့အာနဲမဟုတ်လည်းအနဲမဟုတ်အများမဟုတ်လည်းအနေဆုံးတော့နည်းနည်းနိနာအောင်လုပ်ပြီးမှပဲအာရော့တော့အောင်လုပ်လာမယ်ပဲကျွန်တော်အာထင်ထားပါတယ်ဘာဖြစ်ကျွန်တော်ဆုတောင်းရအောင်ဒီကဘာဒီစစ်ပွဲကကိုဆလာနေပြီဖြစ်ပါတယ်ဆလာနေပြီဖြစ်တော့ကြောင့်မလို့ရှစ်ဆက်ပြီးကျွန်တော်တို့ဘလုံးရှိမလဲဆိုတော့မပြောတတ်ဘူး ဒီမှာတခုကျွန်တော်ရဲ့အထင်တခုပေါ့နော်ဘာတိုင်းနဲ့ပဲဒီကျွန်တော်တခုပြောပြမယ်ကက်သလစ်တွေရဲ့ကက်သလစ်ဘာသာမှာကောင်းဆောင်တခုပြီးတခုတခုပြီးတခုကောင်းဆောင်ကိုတင်မြောက်တဲ့အချိန်မှာပါနော်သူကရွေးကောက်ထားတာရှိပါတယ်ပေါ့နော်အာဘယ်သူဘယ်သူလုပ်မလဲဘယ်သူဘယ်သူဆိုပြီးမှဒီဟွာလုပ်တာဟွာဒီအာဘာပြောမလဲသူတို့မှာအာ ဘာပြောမလဲသူရဲ့သူတို့ရဲ့ရုပ်ပုံကိုနော်နော်တစစ်ပစ်တစစ်တစစ်ပစ်တစစ်ကတ်တာရှိပါတယ်ဒါမဲ့ဒီနောက်ဆုံးတယောက်ကတော့ပုံအလွတ်တပုံပဲရှိမှာနောက်ထပ်လာမဲ့နောက်ထပ်လာမဲ့ဒီနောက်ထပ်လာမဲ့အကွက်မှာတော့ဘာရုပ်မှမရှိဘူးဘာကွက်မှမလုပ်ထားဘာပလန်မှမလုပ်ဘဲဒီထားထားတာဖြစ်တယ်ပြီးတော့နောက်တစ်ခုကတော့ဒီယေရှုခရစ်တော်တော့ဒုတိယတစ်ခါကြွလာတဲ့အချိန်မှာဒီချင်းသိမ့်မင်းကဲတို့ပေါ့နော်ချင်းသိမ့်မင်းကဲတို့ သူကဘယင်ပြုတ်ဖို့အတွက်လောကကိုကြွလာမယ်လို့ဖြစ်တာပြောတာဖြစ်တယ်အဲ့ရှင်သိမ့်ဆိုတဲ့စကားနဲ့အခုလောလောဆယ်အာအစ္စရေလရဲ့ဒီစစ်ဒီတော်လိုင်းရေးပေါ့ဒီရဲ့အာစစ်စီရေးကိုသူက raising lion ဆိုပြီးမှပေးပေးထားဖြစ်တယ်နော်ရှင်သိမ့်ဆိုတဲ့နာမည်နဲ့အထောက်ပြုထားဖြစ်တယ်ဆိုတော့အစ္စရေလနိုင်ငံကဒီဘာလဲဒီအာစစ်စီရေးကို raising lion လို့ raising lion လို့ပြောထားတဲ့အတွက်ပဲ lion နဲ့ဒီယေရှုခရစ်တော်ဒီတွေ့တဲ့အခါကြောက်ရတဲ့အချိန်မှာဘယင်တကာလို့ရဘယင်ချင်းသိပ်ယူဒရဲ့ချင်းသိပ်လို့ပြောတော့နော်အဲ့လိုကဲ့သို့တော့ပူဆောင်ပြီးမှကြွလာမယ်လို့ပြောတာဖြစ်ပါတယ်။ဟုတ်မလားအဲ့လိုမျိုးပုံစံနဲ့လှုပ်ကြွလာမယ်လို့ပြောတာဖြစ်တယ်။ဆိုတော့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်ဒီဒါတိုက်ဆိုင်မှုတစ်ခုတော့ဖြစ်လဲဖြစ်နိုင်တာပေါ့နော်။ဒုတိယတစ်ခါချင်းသိပ်ပါတယ်ဗျာဒိတ်ချမ်းမှာဒါပေမဲ့ခလုံးလုံးစဲ အဒီအစရိကလည်းစစ်ပွဲပဲနဲ့ပတ်သက်ပြီးမှသူတို့စစ်စီကိုနာမည်ပေးထားတာကလည်းချင်းသိမ့်နဲ့ပါရတာဖြစ်တယ်ပြီးတော့နောက်တစ်ခုကဘာရာဒီကတ်ရီဘာရာတို့ရဲ့ဒီဟိုဒီဒီအပေါ်ဟာမိကြီးကတက်တန်းလူဝိုင်းနောက်တယောက်နောက်တယောက်ဆိုတာဟာမျိုးမှာ အကွက်လေးခြံထားဖြစ်တယ်ဆိုတော့ဒီတကွက်ဒီနေရာတကွက်တော့ခြံထားရောနောက်လာမဲ့တကွက်မှာတော့ဘာမှမရှိဘဲနဲ့အကွက်ပလာကြီးတဲ့မရှိဘာမှလည်းຢာထားချင်မရှိမနဲ့ ဒီတိုင်းရှိနေတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်ထင်တာကတော့ဒီကျွန်တော်တို့ရဲ့ဒီကာလဒီကာလအတွင်းမှာပဲကျွန်တော်မိတ်ဆွေအာယူကောင်းကောင်းလေးပေါ့နော်ယုံကြည်ခြင်းမှာပဲဖြစ်ဖြစ်အော်ကိုယ့်ရဲ့ဘာသာကိုကောင်းကောင်းကိုစဉ်းစားစေခြင်းတယ်တကယ်ကိုဘာသာကလူမျိုးချင်းကိုပေးတဲ့ဘာသာလားကိုယ့်ရဲ့တမလုံးဘဝမှာစိတ်ချရမယ့်ဘာသာလားဆိုတော့ကျွန်တော်တို့ဘာသာဆိုတော့တဲ့ အခုခရစ်ယာန်မှာလည်းတော်တော်များများတို့ခရစ်ယာန်ဘာသာဝင်ဖြစ်ပေမဲ့ငရေเจ้าမယ်လို့လည်းအများကြီးရှိပါတယ်ခရစ်တော်ကိုယားထားဖို့အတွက်မစ်စီတို့တိုက်တွန်းချင်တာဖြစ်တယ်ယေရှုခရစ်တော်သားရဲ့လမ်းခေးဖြစ်တဲ့အောင်ကျောင်းသားတိုင်းမှာပါတယ်ဘသူမှငါဒီလမ်းခေးဖြစ်တဲ့တမန်တရားလည်းဖြစ်အသက်လည်းဖြစ်တယ်ငါကိုအမိမပြုဘဲနဲ့ဘယ်တရားမှဒီတမန်တော်ဘုရားမှာစိတ်ချမ်းသာဖို့ကိုချမ်းသာဖို့ရဖះရှိကိုကောင်းကင်နိုင်ငံမဝင်ရဘူးလို့ပြောတာဖြစ်ပါတယ်ဒါကြောင့်မစ်စီစဉ်းစားပြီးမှပဲကျွန်တော်တို့ စဉ်းစားဆီချီပြီးကျွန်တော်တို့အာကိုယ့်ရဲ့ငံဘွားကိုစဉ်းစားရင်းနဲ့ကျွန်တော်တို့အဖြေရှာဖို့လိုပါတယ်လို့ပြောရင်းနဲ့ဒီမှာလည်းနေကုတ်ချိုးရှင်ပါတယ်မိတ်ဆွေတို့ပါလဲအော်ဟုတ်တယ်နောက်လာမယ့်မှာဒီစစ်ပွဲကခမန်းလို့ခမန်းချရအောင်ကိုကအာဘယ်လိုဖြစ်လာနိုင်လဲဆိုခမန်းရဲ့ comment နဲ့ခမန်းရင်းနဲ့ကျွန်တော်တို့အာလွတ်လပ်စွာဆွေးနွေးပိုက်ခွင့်ရှိတယ်ဆိုတော့ပြောရင်းနဲ့ဒီမှာပဲနေကုတ်ချိုးချင်ပါတယ်နောက်မှကျွန်တော်ပြန်တွေ့ကြမယ်နော်